ယူကရိန်းလီဒါဟာမယုံနိုင်တဲ့အကြောင်းတစ်ခုကိုလှုံ့ဆော်လိုက်ပါပြီ။နှစ်ပေါင်းများစွာရုရှားဟာယူကရိန်းရဲ့ကာဝေးရေးစနစ်တွေကိုစမ်းသပ်ဖို့ဒုံးကျည်တဲ့ drone တွေကိုမဆုံမနစ်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ယူကရိန်းမှာအသေဆုံးတစ်ခုရှိနေပါတယ်။ဒါဟာလူတိုင်းကိုအံ့အားသင့်စေခဲ့ပါတယ်။ပြင်သစ်ရဲ့ Marich 2000တိုက်တဲ့ရင်တွေဟာခေနောက်ကြရလို့ထင်ခံရပေမဲ့သူတို့ရဲ့တံမိုးကိုအပြင်းထန်ဆုံးနည်းလမ်းနဲ့တတ်သိပြလိုက်ပါတယ်။ တညာတိုင်းမှာပဲသူတို့ဟာတစ်နှစ်ကျော်အတွင်းရုရှားရဲ့အကြီးမားဆုံးဒုံးကျည်ပစ်ခတ်မှုတစ်ခုကိုရင်ဆိုင်နိုင်ခဲ့ပါတယ်။ဒီတော့ဒီဆယ်ခုနှစ်ချီပိုမင်းနေတဲ့တိုက်လေရင်လည်းဟာခင်မစ်စနစ်တွေတောင်ရုန်းကန်ရတဲ့အရာကိုဘလို့လှုပ်ဆောင်နိုင်ခဲ့တာလဲ။ဒါဟာယူကရိန်းမှာနေချောင်းစစ်ပွဲရဲ့အနာဂတ်အတွက်ဘာကိုဆိုလိုတာလဲ။မကြသေးခင်ကပဲ Mirage တိုက်လေရင်တွေကိုရုရှားရဲ့အဝေးပစ်ဒုံးကျည်နဲ့ drone တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့စတင်အသုံးပြုခဲ့ပါတယ်။ ။ယူကရိန်းလေယာဉ်မှုတွေဟာပြင်သစ်မှာလေယာဉ်မောင်းနှင်ကိုလေ့ကျင့်ခဲ့ကြပြီးသူတို့တင်ယူခဲ့တာတွေကိုကောင်းကောင်းပြသခဲ့ပါတယ်။ဒီလေယာဉ်တွေဟာ cruise တုံးကြီးတွေကိုဖျက်ဆီးရမှာအ धिक အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။တမရာဇယ်လန်စကီကလေယာဉ်မှုတွေကိုချီးကျူးခဲ့တယ်လို့ဒီလေယာဉ်တွေကိုထောက်ပံ့ပေးခဲ့တဲ့ပြင်သစ်ကိုလည်းကျေးဇူးတင်စကားပြောခဲ့ပါတယ်။ဒါပေမဲ့ဒီလေယာဉ်တွေကိုဘာကြောင့်ဒီလောက်အောင်မြင်အောင်လုပ်နိုင်တာလဲယူကရိန်းမှာအခုထိအသုံးပြနေတဲ့ခေတ်မီလေယာဉ်တွေနဲ့ဘယ်လိုရှင်ပြိုင်နိုင်တာလဲ ဒီလိုလင်ယူတွေကိုဒီလိုနီးနဲ့သုံးတာဟာစစ်ပွဲရဲ့အနာဂတ်အတွက်ဘလို့အတိတ်ပင်လို့တက်ရောက်စီမလဲမက်ရှလာခုနှစ်ရက်နေမနက်စောစောမှာရုရှားဟာသူ့ရဲ့အဝေးပစ်ဒုံးကြီးတွေနဲ့ထိုးစစ်တစ်ခုကိုထပ်မံစတင်ခဲ့ပါတယ်တိုက်ပွဲမှတ်တမ်းတွေအရရုရှားဟာဒုံးကြီးအမျိုးအစား68စီးနဲ့အဝေးပစ်ဒရုန်း194စီးကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်ဒီကနန်းတွေအရဒါဟာပြီးခဲ့တဲ့၁၂လအတွင်းအကြီးအမားဆုံးတိုက်ခိုက်မှုတွေကတစ်ခုဖြစ်နိုင်ပါတယ် ယူကရိန်းဟာမြေပြင်မှာ Patriot လို့ကာဝယ်ရေးစနစ်တွေသူတို့ရဲ့ drone စနစ်တွေ electronic စစ်ပွဲစနစ်တွေနဲ့ရိုးရိုးလေကြောင်းကာဝယ်ရေးတွေကိုတပ်ဆင်ခဲ့ပါတယ်။ဒါပေမဲ့တကယ်လှုပ်ဆောင်မှုကတော့လေထဲမှာဖြစ်နေခဲ့ပါတယ်။ယူကရိန်းဟာပြင်သစ်ကလှူဒန်းခဲ့တဲ့ Mirage 2000တိုက်လေယာဉ်တွေကိုစတင်အသုံးပြုခဲ့ပါတယ်။ဒီလေယာဉ်တွေဟာတလအတွင်းမှာပဲရောက်ရှိလာခဲ့ပါတယ်။ Ukraine ဟာ F-16 တိုက်လေယာဉ်တွေကိုလည်းအရေးပါတဲ့အထောက်အပံ့ဖြစ်အသုံးပြုခဲ့ပါတယ် ဒီလိင်တွေကိုအဓိကစစ်ရေးနဲ့အရသာဆောင်အုံတွေကိုပြတ်မှတ်ထားတိုက်ခိုက်မှုတွေကနေကာဝယ်ဖို့တုံးခဲ့ပါတယ်။ဇယ်လက်စကီရဲ့လူမှုမီဒီယာပို့စ်တစ်ခုအရတိုက်ခိုက်မှုကိုပြန်လည်ကာဝယ်နိုင်ခဲ့ပြီးတဲ့နောက်ဒီလိင်တွေဟာခရုစတုံးကြီးတွေကိုအောင်မြင်စွာဖျက်တောက်နိုင်ခဲ့ပါတယ်။ဒီတုံးကြီးတွေဟာသူတို့ရဲ့ပြတ်မှတ်တွေကိုထိမှန်ခဲ့ရင်ကြီးမားတဲ့ပျက်စီးမှုတွေဖြစ်နိုင်ခဲ့ပါတယ်။ဒါဆိုသူတို့ဘယ်လိုလှုပ်ဆောင်ခဲ့တာလဲ။တကယ်တော့အမြန်နှုံးမြင့် cruise stone ကြီးတွေကိုကာဝယ်ဖို့လေယာဉ်တွေကိုအသုံးပြုတဲ့နည်းလမ်းကလည်းလည်းပပပါပဲ ိုက်နေတဲ့က cruise တုံးကြီးတွေကိုဖြတ်တောက်ဖို့ခင်မီနီးပညာတွေကိုအသုံးပြုပါတယ်။ဒီနီးပညာတွေဟာခြေရာခံဖို့တိုက်ခိုက်ဖို့ဒီဇိုင်းထုတ်ထားတာပါ။ပထမဆုံးခြေရာခံဖို့အတွက်မြေပြင်က radar စနစ်တွေကိုအသုံးပြုပါတယ်။ဒီ radar စနစ်တွေက radio line တွေကိုထုတ်လွှတ်ပြီးဒုံးကြီးရဲ့တည်နေရာကိုရှာဖွေပါတယ်။ဒုံးကြီးတွေဟာမြေပြင်နဲ့နီးနီးပြန်တန်းတတ်ပြီးသူတို့ရဲ့ချောမွေ့တဲ့ဒီဇိုင်းကြောင့် radar မှာမမြင်ရတာများပါတယ်။ဒါပေမဲ့တိုက်လေရေတွေဟာလေထဲကနေစောင့်ကြည့်ရေးစနစ်အဖြစ်အသုံးပြုနိုင်ပါတယ်။ သူတို့မှာစွမ်းဆောင်ရည်မြင့်တဲ့ရေဒါနဲ့စက်သွေးရည်စနစ်တွေပါဝင်ပြီးကြယ်ပြန့်တဲ့နေရာတွေကိုစောင့်ကြည့်နိုင်ပါတယ်။ဒါကြောင့်ချင်းချောင်းမှုတွေကိုစောစောသိရှိနိုင်ပြီးတိုက်နေရတွေကိုအရေးကြီးတဲ့အချက်လက်တွေပေးနိုင်ပါတယ်။ဒုံးကြီးကိုရှာဖွေတွေ့ရှိပြီးတာနဲ့အာယုံဘန်ကရိယာတွေကပေါင်းဆက်လုံဆောင်ပြီးဒုံးကြီးကိုဖျက်တောက်ဖို့ပြင်ဆင်ပါတယ်။ဒါဟာအာယုံဘန်ကရိယာမျိုးမျိုးကနေရရှိတဲ့ data တွေကိုပေါင်းဆက်ပြီးဒုံးကြီးရဲ့ဒီနေရာအမြန်နှုံးတဲ့ဥတီယာကိုတိကျတဲ့ပုံရိပ်တစ်ခုအနေနဲ့ဖန်တီးပေးရပါပါ။ ဒါဟာအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့အာယုံခံကြိယာတစ်ခုရဲ့ကလိုအပ်တဲ့အချက်လက်အားလုံးကိုခန့်ယူနိုင်မှာမဟုတ်ပါဘူး။ data တွေကိုပေါင်းစပ်ခြင်းကတိကျမှုကိုမြင့်တင်ပေးပြီးနောက်အဆင့်ကိုဆက်လက်လုံဆောင်နိုင်ပါတယ်။ဒုံးကျည်ကိုဖြတ်တောက်ဖို့အတွက်တိုက်လေရင်ဟာအကောင်းဆုံးနေရာမှာရှိနေဖို့လိုပါတယ်။ဒီလုပ်ငန်းစဉ်မှာတိုက်လေရင်ရဲ့ကျွမ်းကျင်တဲ့လှုပ်ရှားမှုစွမ်းရည်ကအဓိကပါဝင်ပါတယ်။တိုက်လေရင်ရဲ့ကျင်းမြောက်မှုကသူ့ကိုဒုံးကျည်ရဲ့ဥတီယာလမ်းကြောင်းထဲမှာထိထိရောက်ရောက်နေရာယူနိုင်အောင်ကူညီပေးပါတယ်။ ကန်ကောင်းသွားပြီ app system နဲ့ marriage 2000တိုက်နေရင်တွေဟာကျင်းမြောင်းပြီးမြန်ဆန်အောင်ဒီဇိုင်းထုတ်ထားပါတယ်ဒါကြောင့်သူတို့ဟာဒုံးကျည်ရဲ့အမြန်နှုံးနဲ့ညီပါတူညီပြီးဒုံးကျည်ကိုမတူညီတဲ့တောင်းတွေကနေချင်းကပ်နိုင်ပါတယ်ဖြတ်တော့ဖို့အတွက်အဓိကလက်နက်ကတော့လေကြောင်းမှလေကြောင်းတို့ပြည့်ထွက်တဲ့ဒုံးကျည်ပဲပါပဲဒီဒုံးကျည်တွေဟာ radar ဖြင့်ဥတီယာရှာဖွေခြင်း active radar homing တို့မဟုတ်အပူချိန်ဖြင့်ဥတီယာရှာဖွေခြင်း infrared guidance စနစ်တွေကိုအသုံးပြုပါတယ် active radar homing ဆိုတာကဒုံးကြီးမှာသူ့ရဲ့ကိုယ်ပိုင် radar စနစ်ပါဝင်ပြီးပစ်မှတ်ကိုရှာဖွေပြီးချိတ်ဆက်နိုင်ပါတယ်။ဒါကြောင့်ပစ်မှတ်ကလမ်းကြောင်းပြောင်းသွားရင်တောင်လိုက်လံချေရခံနိုင်ပါတယ်။ infrared guidance ကတော့ဒုံးကြီးရဲ့အူတိန်ကိုအသုံးပြုပြီးပစ်မှတ်ရဲ့အူထုတ်လွှတ်မှုကိုချေရခံပါတယ်။ဒီဥဒိယရှာဖွေမှုစနစ်တွေဟာအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ဒုံးကြီးဟာမြန်မြန်ရွေရှားနေပြီးမကြာခဏရှောင်တိန်နေတဲ့ပစ်မှတ်တွေကိုချိတ်ဆက်ထားနိုင်အောင်ကူညီပေးပါတယ်။ ပုံမှန်အားဖြင့် cruise တုံးကြီးတွေမှာရှောင်းတိန်နိုင်တဲ့စနစ်တွေမပါဝင်ပါဘူး။သူတို့ဟာကြိုတင်သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းပဲပြန်တမ်းပါတယ်။ဒါကြောင့်ပြစ်မှတ်ရဲ့အထွေထွေနေရာနဲ့ဒုံးကြီးရဲ့မူလအဆောက်ကိုသိရင်ဖြတ်တောက်ဖို့ကိုယ်လွယ်ကူပါတယ်။ဒါပေမဲ့ဒုံးကြီးတွေမှာသူတို့ရဲ့နှိဝက်ချက်တွေရှိနေပါတယ်။အများစုသော cruise တုံးကြီးတွေမှာအနှဲငယ်သာအပူထုတ်လွှတ်မှုရှိပြီး radar ကိုပြန့်နှံ့စေတဲ့မျက်နှာပြင်တွေပါဝင်တဲ့လေခွင်းအားကောင်းတဲ့ဒီဇိုင်းတွေပါဝင်ပါတယ်။ ဒီစနစ်နှစ်ခုကြောင်းရိုးရိုးလေချောင်းကာဝေးရေးတုံးကြည့်ပြီးနဲ့ဖမ်းယူဖို့ပို့ခတ်ခဲ့ပါတယ်။ဒါကြောင့်တိုက်လေရင်တွေကိုတုံးကြည့်ဖြတ်တောက်ဖို့အတွက်နောက်ထပ်အသုံးပြုတဲ့နည်းလမ်းတစ်ခုကနေရင်ပေါ်ကခင်မီကွန်ပျူတာတွေလိုပါပဲ။ဒီကွန်ပျူတာတွေဟာ data link တွေကိုအသုံးပြုပြီးတိုက်လေရင်တဲ့တုံးကြည့်ကြအချက်လက်တွေကိုအဆက်မပြတ် update လုပ်ပေးပါတယ်။ဒီ data စီးကြောင်းကတုံးကြည့်ရဲ့ပြည့်မှတ်တဲ့ဥတီယာကိုတိုက်လေရင်ရဲ့ပြည့်မှတ်ထားစနစ်နဲ့ချိတ်ဆက်ပေးပါတယ်။ ဒါကြောင့်တိုက်လေရင်မှုဟာတိုက်လေရင်ရဲ့ပုံမှုပြည့်စုံတဲ့အာရုံခံ data တွေကိုအခြေခံပြီးဒုံးကျည်ရဲ့ပြန်တန်းလမ်းကြောင်းကိုအချိန်နဲ့တပြေးညီပြင်ဆင်နိုင်ပါတယ်။ဒုံးကျည်ဖြတ်တောက်ဖို့အတွက်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ electronic စစ်ပွဲစနစ်တွေကိုကင်ပယ်ဖြည့်ရှင်းဖို့ပါပဲ။ရန်သူဒုံးကျည်တွေဟာ radar နဲ့ဥတီယာရှာဖွေမှုစနစ်တွေကိုရှုပ်ထွေးစေဖို့ဒါမှမဟုတ်ရှောင်တိမ်းဖို့ electronic စစ်ပွဲနည်းလမ်းတွေကိုအသုံးပြုပါတယ်။ဒီစနစ်တွေကိုကျော်လွှမ်းနိုင်ဖို့ဖြတ်တောက်မှုစနစ်ဟာ ခင်မီအချက်ပြစနစ်နဲ့ပြန်လည်တုံ့ပြန်မှုတွေကိုအသုံးပြုပြီးဒုံးကျည်စနစ်ကိုပြစ်မှတ်ပုံမှာဆက်လက်ထိန်းထားနိုင်အောင်လုပ်ဆောင်ပါတယ်တိုက်ခိုက်မှုအခွင့်အလမ်းကတိတ်မကြတဲ့အခြေအနေတွေမှာတိုက်လေရင်ဟာဓာတ်ရိုက်တနက်နဲ့ပြစ်ခတ်ဖို့ရွေးချယ်နိုင်ပါတယ်။ဒါပေမဲ့ cruise stone ကြီးလိုအမြန်နှုံးမြင့်ပြီးသိငယ်တဲ့ပြစ်မှတ်တွေကိုဖြတ်တောက်ဖို့အတွက်ဒီနီးလန်းကတိတ်မထီရောက်ပါဘူး။ဒါပေမဲ့ဒီနီးလန်းကဒုံးကျည်ကာဝေးရေးပြူဟာတွေမှာလိုအပ်တဲ့ရှုပ်ထွေးမှုနဲ့အလွှာလိုက်ချင်းကပ်မှုတွေကိုထင်ဟပ်စေပါတယ်။ ါပေမဲ့ဒီ electronic စပွဲစနစ်တွေရဲ့နောက်ထပ်အသုံးဝင်တဲ့အချက်တစ်ခုကပါဝင်လာပါတယ်။တိုက်လေယာဉ်တွေကိုဒုံးကျည်တွေနဲ့ drone တွေကိုကာကွယ်ဖို့အတွက်အသုံးပြုတဲ့အခါမှာ drone တွေကိုအပူပစ်မှတ်တွေကိုရှာဖွေဖို့ဒါမှမဟုတ်လက်တွေထိန်ချုပ်ဖို့ program ရေးသားထားနိုင်ပါတယ်။ပထမဆုံးတိုက်ခိုက်မှုဟာတိုက်လေယာဉ်တွေကိုဆွဲဆောင်ဖို့လှည့်ကွက်တစ်ခုဖြစ်နိုင်ပါတယ်။ပြီးတော့တိုက်ခိုက်သူဟာတိုက်လေယာဉ်တွေကိုယ်တိုင်ကိုပစ်မှတ်ထားဖို့ဒုံးကျည်နဲ့ drone တွေရဲ့ဒုတိယအလွှာကိုအသုံးပြုရပါတယ်။ ဒါကြောင့်တိုက်နေရင်ဟာ radar slip တွေကိုထောက်ပံ့ပေးတဲ့အရာကနေတက်ကြွသွားပြစ်မှတ်ထားခင်ရတဲ့အရာတွေဖြစ်လာပါတယ်။ဒါကြောင့်တိုက်နေရင်မှာသူတို့ရဲ့ကိုပိုင်ဒုံးကြီးကာဝေးရေးစနစ်တွေပါဝင်ဖို့လိုအပ်ပါတယ်။ယူကရိန်းတွင်နည်းနည်းစိတ်မကောင်းစရာကောင်းတာက electronic subway စနစ်တွေဟာသူတို့ရဲ့အနာဂတ်အတွက်အထူးစိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။ဒါကြောင့် marriage တူးတောင်တဲ့တိုက်နေရင်ဟာအဝေးပြစ်ဒုံးကြီးတွေကိုကာဝေးဖို့အတွက်ပထမဆုံးကာဝေးရေးအလွှာအဖြစ်ပုံမှန်အသုံးဝင်လာပါတယ်။ ယူကရိန်းဟာနေတိုးကနေ F-16 တိုက်လေယာဉ်တွေကိုရရှိဖို့အလွန်အလေးထားတာကသူတို့ရဲ့ခေမီရေဒါနဲ့ခြေရာခံစနစ်တွေကြောင့်ပါပဲအထူးသဖြင့်နေတိုးနိုင်ငံတွေမှာအသုံးပြုပြီးယူကရိန်းကိုလှူဒန်းခဲ့တဲ့ F-16 တိုက်လေယာဉ်တွေမှာ ANALG-131 electronic စပွဲစနစ်တွေပါဝင်ပါတယ် ANALG-131 ဟာရေဒါနှောက်ယှက်ပေးမှုနဲ့ကာဝေးရေးစွမ်းရည်တွေမှာအခိုင်အမာဆုံးနဲ့အနာဂတ်အတွက်ကောင်းမွန်တဲ့ဒီဇိုင်းတွေကတစ်ခုဖြစ်ပါတယ် ဒီစနစ်ဟာရန်သူရေဒါစနစ်တွေကိုနှောက်ယှက်ပေးဖို့နဲ့ရှုပ်ထွေးစေဖို့ဒီဇိုင်းထုတ်ထားပါတယ်။ ANL 2131ဟာလှည့်ထားတဲ့အချက်ပြမှုတွေကိုထုတ်လွှင့်ပြီးရန်သူရဲ့အာယုံခံတဲ့ပြင်မှတ်ထားစနစ်တွေရဲ့လုံဆောင်မှုကိုနှောက်ယှက်ပေးပါတယ်။အဓိကအဖြစ် ANL 2131ဟာရန်သူရဲ့ရေဒါနဲ့အခြားပြင်မှတ်ထားစနစ်တွေမှာမှားယွင်းတဲ့ရလဒ်တွေကိုဖန်တီးပေးပြီးရန်သူကိုတိုက်ခိုက်မှုတွေလုံဆောင်တဲ့အခါထည့်သွင်းစဉ်းစားရမယ့်အရာတွေကိုထုတ်လွှင့်ပါတယ်။ ဒီစနစ်ဟာယူကရိန်းလေတဲ့အတွက်အရေးကြီးတဲ့အဆင့်မြင့်တယ်မှုတစ်ခုဖြစ်ပြီး F16 တိုက်လေယာဉ်တွေနဲ့အတူပထမဆုံးရောက်ရှိလာခဲ့ပါတယ်။ယူကရိန်းရဲ့တိုက်လေယာဉ်တွေဟာဆိုဗီယက်ဒီဇိုင်းတွေဖြစ်ပြီးဆိုဗီယက်ပြည်အောင်စုပြိုကွဲပြီးနောက်ကျန်ရှိနေတဲ့တတိယမျိုးဆက်နဲ့ဇလုထမျိုးဆက်တိုက်လေယာဉ်တွေကိုအသုံးပြုခဲ့ပါတယ်။ယူကရိန်းစစ်တပ်ဟာဒီပစ္စည်းတွေကိုအကောင်းဆုံးထိန်းသိမ်းထားပေမဲ့ဒီတိုက်လေယာဉ်တွေဟာ ANL 2131လို့အနောက်တိုင်းထုတ်ရေဒါကာဝေးဒီဇိုင်းတွေနဲ့မကိုက်ညီပါဘူး။ ဒါကြောင့်2022ခုနှစ်မှာယူကရိန်းစစ်ပွဲစတင်တဲ့အခါလီတက်ဟာရုရှားရဲ့အလုံးမဲအဝေးပစ်ဒုံးကြီးတွေကိုရင်ဆိုင်နိုင်ဖို့သိမ့်မသေးကြပဲပြန်တန်းခဲ့ရပါတယ်။ F16 တိုက်နေရင်လည်းမရခင်အထိဒီအခြေအနေကဖြစ်နေခဲ့ပါတယ်။ယူကရိန်းလီတက်ဟာအနည်းဆုံးတိုက်နေရင်85သိန်းကိုရပ်ဆိုင်းလိုက်ရပါတယ်။ Force ရဲ့အစီရင်ခံစာအရဒီဆုံးရှုံးမှုတွေရဲ့အဓိကအကြောင်းရင်းကပျက်စီးသွားတဲ့တိုက်လေယာဉ်တွေကိုပြန်လည်ပြင်ဆင်ဖို့စမ်းဆောင်နိုင်တာနဲ့သူတို့ရဲ့အပိုပစ္စည်းတွေကိုပြန်လည်သုံးစွဲဖို့ဖြစ်ပါတယ် ဒါပေမဲ့ ANL 2131စနစ်ကြောင့်ယူကရိန်းဟာလေကြောင်းထိန်းချုပ်မှုအားဒေတာရင်းအကွက်ငယ်လို့ခေါ်တဲ့အရာကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒီစနစ်ကိုတက်ဆင်ထားတဲ့ F system တိုက်လေယာဉ်တွေကိုစစ်မြေပြင်မှာအသုံးပြုခြင်းဖြင့်ရုရှားရဲ့ရေဒါအာရုံခံတဲ့လေကြောင်းကာဝေးရေးစနစ်တွေကိုနှောက်ယှက်ပေးနိုင်ပါတယ်။ဒါကြောင့်ယူကရိန်းဟာရုရှားရဲ့တုံ့ပြန်မှုတွေကလည်းအနှဲငယ်သက်သာဝင်ရခဲ့ပါတယ်။ဒါဟာတောင်ဝင်ထမ်းဆောင်နေတဲ့တိုက်လေယာဉ်တွေရဲ့ဆုံးရှုံးမှုကိုတည်ငြိမ်စေပြီး short ချနိုင်ခဲ့ပါတယ်။ ဒါကြောင့်ယူကရိန်းဟာတိုက်ခိုက်ရေးနဲ့ကာဝေးရေးတာဝန်တွေမှာတိုက်လေယာဉ်တွေကိုအသုံးပြုနိုင်စွမ်းကိုတိတိတသားတိုးတက်စေခဲ့ပါတယ်။ဒါပေမဲ့ ANL 2131စနစ်ဟာရုရှားတွေတုံးတဲ့ရေဒါနဲ့အိုင်ယွန်ခံစနစ်တွေရဲ့အကျိန်နှုန်းတွေနဲ့အတူတူပါပဲ။ဒါကြောင့်ရုရှားတွေဟာသူတို့ရဲ့အိုင်ယွန်ခံအကျိန်နှုန်းတွေကိုပြောင်းလဲပြီးအနှောက်အယှက်ပေးမှုကိုကျော်လွှားဖို့ကြိုးစားနိုင်ပါတယ်။ဒါကြောင့်ဒီစနစ်ရဲ့အကျိုးသက်ရောက်မှုကိုလျှော့ချနိုင်ပြီးလုံးဝပြတ်ပြယ်စေနိုင်ပါတယ်။ဒီလိုအခြေအနေမှာယူကရိန်းရဲ့တိုက်လေယာဉ်တွေဟာ အမေရိကန်နဲ့နေတိုးထောင်လည်ရေးဌာနတွေကနေအချိန်နဲ့တပြေးညီ software update တွေကိုရရှိပါတယ်။ဒီ update တွေဟာရုရှားရဲ့ radar စနစ်တွေနဲ့ Ukraine ရဲ့ app system တိုက်လေရှင်တွေရဲ့ကာကွယ်ရေးစနစ်တွေကြားအဆက်မပြတ်အချက်ပြပြောင်းလဲမှုတွေကိုလိုက်ရောညီတွေဖြစ်အောင်ကူညီပေးပါတယ်။2024ခုနှစ်အတွင်းရုရှားဟာမတူညီတဲ့ရေဒါမျိုးစားတွေကိုအသုံးပြုပြီးသူတို့ရဲ့အကြိမ်နှုန်းတွေကိုပြောင်းလဲခြင်းဖြင့်အနည်းငယ်သာတိုးတက်မှုရရှိခဲ့ပါတယ်။ ဒါပေမဲ့ယူကရိန်းရဲ့ဆက်သွယ်ရေးနဲ့ပြစ်မှတ်ထားတဲ့စနစ်တွေကဒီပြောင်းလဲမှုတွေကိုချက်ချင်းတုံ့ပြန်နိုင်ခဲ့ပါတယ်။ဒါကြောင့်2024ခုနှစ်အတွင်းရုရှားနဲ့ယူကရိန်းနှစ်ဖက်စလုံးဟာတိတာထင်ရှားတဲ့တိုးတက်မှုတွေမရရှိခဲ့ပါဘူး။ရုရှားဟာမတူညီတဲ့ရေဒါအမျိုးအစားတွေကိုအသုံးပြုပြီးသူတို့ရဲ့အကြိမ်နှုန်းတွေကိုပြောင်းလဲခြင်းဖြင့်အနည်းငယ်သာတိုးတက်မှုရရှိခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့ဆက်သွယ်ရေးနဲ့ပြစ်မှတ်ထားစနစ်တွေကဒီပြောင်းလဲမှုတွေကိုချက်ချင်းတုံ့ပြန်နိုင်ခဲ့ပါတယ် အမေရိကန်ဟာတမရဟောင်းဂျိုးဘိုင်ဒန်ရဲ့အုပ်ချုပ်မှုအောက်မှာရုရှားရဲ့ပြောင်းလဲမှုတွေကိုခြေရာခံပြီးကာကွယ်ရေးနည်းလမ်းတွေကိုစီစဉ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီနှုန်းဟာအမေရိကန်ကယူကရိန်းကိုအရေးကြီးတဲ့ထောက်လှမ်းရေးအထောက်ပံ့တွေပေးနေရတာဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ဒီအထောက်ပံ့ကိုလက်ရှိတမရဒေါ်နယ်ထရန့်ကခဏရပ်ဆိုင်းထားခဲ့ပြီးတော့နောက်မှပြန်လည်စတင်ခဲ့ပါတယ်။ဒါဟာ from အုပ်ချုပ်ရေးရဲ့စစ်ပွဲကိုမြန်မြန်ဆန်ဆန်အဆုံးသတ်ဖို့ကြိုးပမ်းမှုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ် ဖေဖော်ဝါရီလမှာအမေရိကန်ဟာယူကရိန်းမပါပဲရုရှားနဲ့ဆော်ဒီအာရေဗျမှာစကဝိုင်းဆွေးနွေးမှုတွေစတင်ပြီးနောက်ထရန့်ဟာယူကရိန်းကိုစစ်ရေးအထောက်ပံ့ရပ်ဆိုင်းခြင်းဖြင့်ဖိအားပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီစစ်ရေးအထောက်ပံ့ရပ်ဆိုင်းမှုဟာမက်ရှလာအစောပိုင်းမှာအမေရိကန်ရဲ့ထောင်လန်းရေးအချက်လက်မျှဝေမှုကိုရပ်ဆိုင်းဖို့ရှေ့ပြေးလက္ခဏာဖြစ်ခဲ့ပါတယ်။ဒီအချက်လက်တွေထဲမှာ F16 software နဲ့ radar snip တွေကိုရုရှားရဲ့ပြောင်းလဲမှုတွေထက်တာလုံအောင် update လုပ်ခြင်းနဲ့ပါဝင်ပါတယ်။ဒါပေမဲ့ဒါကိုလည်းအခုပြန်လဲစတင်ခဲ့ပါဗျ ဒီအထောက်ပံ့မရှိတော့ရင် F system တိုက်နေရင်လည်းသူတို့ရဲ့အဓိကအားသာချက်တွေလည်းကတခုကိုဆုံးရှုံးနိုင်ပါတယ် F system တိုက်နေရင်လည်းစစ်ပွဲအတွင်းတိတိတတ်တာကောင်းမွန်စွာလှုပ်ဆောင်နေပေမဲ့သူတို့ဟာနည်းနည်းကိုနေပါပြီ F system ရဲ့ပထမဆုံးဒီဇိုင်းကို1980မတိုင်ခင်ကတည်းကစတင်ခဲ့ပြီးဒီတိုက်နေရင်လည်းဤပညာအရာ F35 နဲ့ F22 လိုခင်မီတိုက်နေရင်တွေထက်တမျိုးနောက်နောက်ကျနေပါတယ်ကိုရေးကြည့်တာကရုရှားမှာကမ္ဘာစစ်မီရေဒါနဲ့ပြစ်မှတ်ထားဤပညာတွေရှိနေပါတယ် ယူကရိန်းစစ်ပွဲမှာဒါတွေကိုကောင်းကောင်းအသုံးမချနိုင်ခဲ့ပေမဲ့ ANAL 231မရှိဘဲ F16 တိုက်လေယာဉ်တွေဟာရုရှားရဲ့တိုက်ခိုက်မှုတွေကိုပုံမခံနိုင်ရည်နည်းလာပါတယ်။ဒါကြောင့်သူတို့ဟာယူကရိန်းရဲ့လေကြောင်းကာဝေးရေးစနစ်ရဲ့အဓိကကြောရိုးဖြစ်နေတော့မှာမဟုတ်ပါဘူး။ဒီနေရာမှာပြင်သစ်ရဲ့ Marriage 2000တိုက်လေယာဉ်တွေပါဝင်လာပါတယ်။ F16 နဲ့ခစ်ပြိုင်တီထွင်ခဲ့တဲ့ဒီတိုက်လေယာဉ်တွေဟာ American ထုတ်တိုက်လေယာဉ်တွေရဲ့တူးတက်မှုကိုမျှအောင်လိုက်ဖို့ဒီဇိုင်းထုတ်ထားပါဗျ။ ပြင်သစ်လေးထဲမှာအသုံးပြုတဲ့ Mirage 2000နဲ့ F5 ဟာနောက်ဆုံးမြင့်တင်မှုတွေထဲကတစ်ခုဖြစ်ပြီး Radar 3 base နဲ့ Saber Jammer နဲ့ Eagle Chaffler ထုတ်လွှင့်စနစ်တွေကိုပေါင်းစပ်အသုံးပြုပါတယ်။ဒီ Electronic စစ်ပွဲစနစ်တွေဟာ1980နှစ်လွန်တွေမှာလေကြောင်းစစ်ပွဲအတွက်အဆုံးရောက်ဆုံးနည်းပညာတွေဖြစ်ခဲ့ပေမဲ့နောက်မျိုးဆက်တစ်ခုမှာနောက်ကျကြံရခဲ့ပါတယ်။ဒါပေမဲ့ပြင်သစ်ကာဝေးရေးဝန်ကြီးဌာနဟာယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲရဲ့ပြင်းထန်မှုနဲ့ ရုရှားတုံးကြီးတွေနဲ့ခေမီရေဒါစနစ်တွေရဲ့အန္တရာယ်ကိုနားလည်ခဲ့ပါတယ်။ဒါကြောင့်ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနဟာယူကရိန်းကိုလှူဒန်းခြင်းမပြုခင်လက်ရှိ Marich 2000တိုက်နေရုံကိုအသစ်တီထွင်ထားတဲ့ကာကွယ်ရေးစနစ်တွေနဲ့အဆင့်မြင့်တင်မယ်လို့ကြေညာခဲ့ပါတယ်။ဒီကိစ္စမှာအသုံးပြုနိုင်တဲ့အဆင့်မြင့်တင်မှုနှစ်မျိုးရှိပါတယ်။ပထမတစ်ခုကအများအားဖြင့် Analog Sniff 3 Integrated countermeasure suit mac 2ဖြစ်ပြီးတော့ဒုတိယတစ်ခုက digital snip 3 integrator countermeasure suit mac 3ဖြစ်ပါတယ်ဒီဒီဇိုင်းတစ်ခုစလုံးဟာ ANAL G131 နဲ့ခက်ပြိုင်ဖြစ်ပြီးတော့ generator နဲ့ပြင်မှတ်ထား snip တွေကိုအနှောက်ယှက်ပေးနိုင်စွမ်းမှာအဆင်ပြေပါတယ်ဒီနှစ်ခုတွေကဘယ်တစ်ခုကိုပဲအသုံးပြုပြု1982နှစ်လွန်တွေကဤပညာထက်တာလွန်နဲ့အဆင့်မြင့်တဲ့ခုတစ်ခုဖြစ်ပါတယ် ိုရေးကြည့်တာကဒီဒီဇိုင်းနှစ်ခုသလုံးကိုပြင်သစ်စစ်တပ်နဲ့ထောက်လှမ်းရေးဌာနတွေကအဆက်မပြတ်ထိန်းသိမ်းပြီးပြန်လည်ပြင်ဆင်နေပါတယ်။ဒါကြောင့်ဒီစနစ်တွေဟာ American Snake ကိုအစားထိုးနိုင်တဲ့အလားအလာရှိပါတယ်။ Radar နှောက်ရှက် Base Snake တွေဟာသူတို့ရဲ့တိုက်လေရင်နဲ့ချိတ်ဆက်ထားတာကြောင့် Ukraine ဟာ F-16 တိုက်လေရင်တွေအသုံးပြုဖို့ကိုနှေးကွေးစေပြီး Mirage 2000နဲ့တိုက်လေရင်တွေကိုပုံမှန်အသုံးပြုဖို့ဖြစ်နိုင်ပါတယ်။ Ukraine တွေနောက်ထပ်အကောင်းဆုံးရွေးချယ်စရာတစ်ခုကတော့ ဒီဒီဇိုင်းတစ်ခုကိုအလှည့်ကျအသုံးပြုခြင်းသို့မဟုတ်မတူညီတဲ့အကြိမ်တုံးတွေနဲ့ပေါင်းစပ်အသုံးပြုခြင်းပဲဖြစ်ပါတယ်။နောက်ဆုံးရွေးချယ်စရာကတော့ Ukraine ဟာ F16 နဲ့ Mirage 2000နဲ့တိုက်လေယာဉ်နှစ်မျိုးစလုံးကိုအသုံးပြုခဲ့တဲ့နောက်ဆုံးတိုက်ခိုက်မှုမှာဖြစ်နိုင်ပါတယ်။ဒီတိုက်လေယာဉ်နှစ်မျိုးရဲ့ Radar တွေကိုအသုံးပြုခြင်းဖြင့် Ukraine Leader ဟာ Russia ရဲ့ပြစ်မှတ်ထားစနစ်နဲ့ Iron Dome စနစ်တွေကိုပုံမိုထိရောက်စွာအနှောက်ယှက်ပေးနိုင်ပါတယ်။ Russia တွေဟာတခုကိုကြော်လွှားနိုင်ရင်တော့နောက်တစ်ခုကိုရင်ဆိုင်ရအောင်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။